ကဲဒီကနေ့မှာတော့ပိုင်နဂုံအမေရဲ့ကိစ္စနဲ့ပတ်သက်ပြီးပိုင်နဂုံအမေဟာပိုင်နဂုံမမွေးခင်မှာလဲပိုင်နဂုံရဲ့အဖေအရင်နဲ့မရခင်မှာလဲရှေ့မှာယောက်ျားရခဲ့ဘူးရဲဆိုပြီးနောက်ပြီးအခုသူမယူထားတဲ့လက်ရှိသူမယောက်ျားနဲ့ဆိုရင်ပိုင်နဂုံရဲ့အမေဟာသူမရဲ့အိမ်ထောင်ထက်သားမှာယောက်ျား၃ယောက်နဲ့ရခဲ့ဘူးရဲဆိုပြီးတော်တော်လေးကိုနာမည်ကြီးနေပြီပဲဖြစ်ပါတယ်ဒီကိစ္စကိုသိရချင်းမှာတကယ်ကိုအောင်အောင်ခဲ့ပါတယ်ပိုင်နဂုံရဲ့အမေဟာဒီလောက်ထိကိုပွေရှုပ်ခဲ့တာလားဒီလောက်ထိကိုအပေါ်ဆက်ဆံခဲ့တာလားဆိုတော့ကိုတကယ်ကိုအောင်အောင်ခဲ့မိတာပါ ပိုင်နုံရဲ့မိဟာပထမယောက်ျားနဲ့ကွာရှင်းပြီးတော့အဲ့ဒီနောက်ပိုင်းမှာတကယ့်ကိုမှကြည်ကြည်တက်ချမ်းသာတဲ့ပိုင်နုံရဲ့အဖေနဲ့တွေ့ပြီးတော့ပိုင်နုံရဲ့အဖေကိုမိဆွေခဲ့ရလို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ပိုင်နုံရဲ့အဖေနဲ့ချစ်ချိုက်ခဲ့ပြီးတော့ပိုင်နုံအပါဝင်ညီကောင်မောင်တို့မှ၃ယောက်တတိကိုပိုင်နုံရဲ့မိဟာမွေးဖွားသွားပြီးတဲ့နောက်ပိုင်းမှာပိုင်နုံရဲ့အဖေနဲ့သဘောထားချင်းလုံးဝမတိုက်ဆိုင်တော့တဲ့အတွက်ပိုင်နုံအဖေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသူမကိုယ်တိုင်ရယူထားပြီးတော့ပိုင်နုံနဲ့အတူသူမရဲ့အမတွေနဲ့ပိုင်နုံအမေတို့ကတီးတက်နေခဲ့ရတယ်ဖြစ်ပါတယ် အဲနောက်ပိုင်းမှာတော့ပိုင်နုံရဲ့အမေဟာဒီအတန်းကြီးမနေရနဲ့နောက်ထပ်ယောက်ျားဖြစ်တဲ့အခုသူမယူထားတဲ့ပိုင်နုံရဲ့ပထွေးကိုထပ်ပြီးလက်ထပ်ပေါင်းတင်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေတနင်္ဂနွေလုံးမှာရှိရပိတ်တက်တွေကပိုင်နုံရဲ့အမေဟာသူ့ရဲ့အိမ်တော်တက်သက်မှာယောက်ျားသုံးယောက်တောင်ရခဲ့တယ်။ဘလောက်ထိကိုဝေရှုပ်ခဲ့တယ်လဲ။နောက်ပြီးဘလောက်ထိကိုအပေါ်ဆက်ဆံခဲ့တယ်လဲဆိုတော့ပိတ်တက်တွေတော်များများကအောက်ခဲ့ချောက်လဲတွေ့ရပါတယ်။ဆိုတော့ဒီလိုကိစ္စကဘာကြောင့်အခုလိုမျိုးပြန်နှံ့လာရတဲ့လဲဆိုရင်ပိုင်နုံနဲ့ ပိုင်နုံရဲ့အမေတို့ကြောင့်ပြပြခဲ့တဲ့ပြဿနာတွေကြောင့်အခုလိုမျိုးပိုင်နုံကိုအမေရဲ့အတွင်းရေးကိစ္စတွေတဖြစ်ဖြစ်ပေါက်ကြားလာကြတာကိုလည်းသိရပါတယ်။ဆိုတော့ပိုင်နုံကနဲ့သူ့အမေကြောင့်ပြပြခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ပိုင်နုံရဲ့အမေပဲမှားတယ်လို့ပဲမြင်မိပါတယ်။မိသားစုရဲ့အတွင်းရေးကို public မှာတင်တဲ့အမေတယောက်အနေနဲ့ကိုစာမားတာပါ။အတွင်းရေးကိုအပြင်ထုတ်တာကလုံးဝမတင်တော့ပါဘူး။အလုံးဝဝိုင်းပလိန်လိုကာကွယ်ပေးစေချင်လို့လည်းပြောတယ်။အမေကဒီလိုရီစတင်ပြီဆိုကြတဲ့ကပိုင်နုံကမြန်မာစိတ်ထိခိုက်ပြီးတော့ပြိုလဲနေတော့မှာပါ။ပိုင်နုံအမေကမြန်မာလည်းအခုလိုမျိုးတားဖြစ်သူနဲ့ ချွေးမှတ်ဖြစ်သူတို့မကောင်းချောင်းကိုတင်လာရတယ်ဆိုတာကချွေးမှတ်ဖြစ်သူကတော်တော်လေးကိုစစ်တမ်းရုံညာလို့အခုလိုမျိုးဆိုရှယ်မီဒီယာပေါ်မှာတင်လာရချင်းဖြစ်ကြောင်းလည်းရှင်းပြခဲ့ပါသေးတယ်။ဟိုတနေ့ကဆိုရင်လည်းပန်တော်ဝင်ရဲ့အမမေးချစ်သွေးကလည်းပန်တော်ဝင်ကလုံးဝကိုမိဘပေါ်မှာမတိတပ်ပဲနဲ့ပတ်စံထောက်ပိုင်းရင်ရပြီးမိဘကိုမြေတားပေးစရာမလိုဘူးဆိုတဲ့ပုံစံနဲ့လုပ်နေတာကြောင့်အခုလိုမျိုးတင်လာရချင်းဖြစ်တာပါဆိုပြီးလည်းရှင်းပြခဲ့ပါသေးတယ်။ဘာပဲဖြစ်ပြောအတိတ်ကကုတ်မောင်ကုတ်သားဆိုပြီးတသက်လုံးအပိုင်လိုချင်တဲ့စိတ်ကြောင့်ဖြစ်သွားတာပဲ။သူများတွေပြောတယ်ဆိုတာကလည်း မိခင်ပြည်သူကလိုင်းပေါ်တင်ပြောလို့အများကပြောကြမှာပဲလေတကယ်ဆိုမိသားစုကိစ္စကအပြင်တိပေါက်လာစရာလုံးဝမလိုပါဘူးအပြင်ကလူတွေကလည်းကိုမိသားစုရဲ့ဘာမှမလုပ်ပေးနိုင်တော့ဘူးလိုင်းပေါ်တင်ပြောရင်လူတိုင်းကမှတ်ချက်ပေးမှမမေ့သင့်ပါဘူးတကယ်တော့ပရိသတ်တို့အားလုံးရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ပိုင်တော်ရဲ့မိသားစုတွေကပိုင်တော်အခုလိုမျိုးအောင်မြင်လာတဲ့အချိန်မှာမှပိုင်တော်ဟာသူတို့ကိုနည်းနည်းလေးမထောက်ပံ့နိုင်တော့တာနဲ့ပိုင်တော်ကိုအောက်ရအောင်ဆွဲချချင်နေတယ်လို့ပဲမြင်မိပါတယ်ဗျာနောက်ပြီးအခုလိုမျိုးတနင်္ဂနွေလို့ရရှိမှာလူသိရှင်ကြ သားနဲ့အမိချာမှာတော်တော်လေးကိုကြီးမားတဲ့ပြဿနာတွေဖြစ်ခဲ့ရတယ်ဆိုတာကလည်းတစ်ဖက်ကလည်းပန်းတော်ခမမသူ့အမိဘဝဘာမှမတုံ့ပြန်လို့ဘာမှညှိနှိုင်းခြင်းမရှိတဲ့အတွက်အခုလိုမျိုးပြဿနာတွေကသစသစစီပြဿနာတွေကြီးသွားခဲ့ရလဲဖြစ်ပါတယ်ဆိုတော့ပန်းတော်အနေနဲ့လည်းသူ့ရဲ့မင်းနဲ့ပြန်ပြီးပြပြလေးလေးညှိနှိုင်းပြီးတော့မိသားစုပြဿနာဟာဒီထက်မကြီးမအောင်သူ့ရဲ့ညီကောင်မနှမတွေနဲ့ပြန်ပြီးပြပြလေးလေးညှိနှိုင်းတင်တယ်လို့ပဲမြင်မိပါတယ်ပရိသတ်တို့အနေနဲ့ရောပန်းတော်ရဲ့မိသားစုပြဿနာနဲ့ပတ်သက်ပြီး ပိုက်တုံးကိုဘယ်လိုလုပ်ဆက်ခြင်းတလဲဆိုတော့ပရိတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးသွားလို့ရပါတယ်နော်။